မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 31ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းမြောင်မြို့နယ်လမ်းခွဲကနေထွက်လာတဲ့အကြပ်စစ်ခွေးတွေလိုက်ပါလာတဲ့ကာနစီကိုအသင်းဆောင်ချိုတိုက်ခိုက်ရာစစ်တပ်ဘက်က73ဦးသေဆုံးပြီးတော့တနက်နက်လက်သိမ်းဆည်းရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဩဂတ်စ်လ30ရက်နေ့မနက်6:00နာရီကမှမြောင်မြို့နယ်လမ်းခွဲကနေထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား25ဦးကလိုက်ပါလာတဲ့ကားနှစ်စီးကိုတော်လိုင်းရဲတပ်ဖွဲ့ဝင်များကလမ်းပိုင်းတနေရာမှာအသင့်ဆောင်ကျူတိုက်ခတ်ခဲ့ရာကားတစ်စီးပျက်စီးသွားတယ်လို့သိရပါဗါး၎င်းတိုက်ခတ်မှုအတွင်းမှာစစ်ကောင်စီတပ်သား5ဦးဟာပွဲချင်းပြီးတေဆုံသွားပြီးတော့၈ဦးကတော့ဈေးအုံပေါ်မှာတေဆုံသွားတယ်လို့သိရပါဗါးကျန်တဲ့စစ်ခွေးတွေကတော့ပြင်းထန်ဒဏ်ရာရရှိက စစ်သားတွေစီက MA11 တနက်နှက်လက်နဲ့ကြီပေါက်တစ်ခုအင်းနာကဘုံဒီတလုံးတို့ကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီကားနှစ်စီးပေါ်မှာစစ်ခွေးက25កောင်လောက်ပါလာပါတယ်။တော်လိုင်းရဲ့ရဲဘော်တွေကတနက်កောက်နေတုန်းမှာစစ်ခွေး3កောင်ကပြန်လဲပြစ်ခတ်လို့အပြန်လဲပြစ်ခတ်မှုဖြစ်နေတော့မြင်းမှုဘက်ကနေပြီးတော့စစ်ခွေးတွေလိုက်ပါလာတဲ့ကားတွေ ထပ်ရောက်လာလို့ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။တနက်နဲ့လက်တင်းစီရရှိခဲ့ပါတယ်။ကျွန်တော်တို့အဖွဲ့အနေနဲ့တော်လိုင်းကာလာတလျှောက်လုံးမှာလမ်းပေါ်တက်ပြီးတော့အလူငွေကောက်ခံတာမျိုးလုံးဝမလုပ်ခဲ့ပါဘူး။ခြေတန်လုံးလုံးနဲ့လုံးစရာရှိတာလုပ်ခဲ့တာအခုဆိုရင်၄နှစ်ကြာကြာခဲ့ပါပြီ။အဓိကကတိုက်ပွဲဖော်ဆောင်မှုတွေများလာတာနဲ့အမျှလက်နဲ့ခဲရန်လိုအပ်ချက်ငွေကြေးလိုအပ်ချက်တွေရှိနေပါတယ်လို့ Black Eagle Defense Force MMU ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ကော့ကရိတ်မြဝတီအာရှလမ်းပိုင်းကိုစစ်ကြောင်းထိုးလာတဲ့စစ်ခွေးတပ်ကိုကြားဖြတ်တိုက်ခတ်ရာစစ်ကောင်စီဘက်ကအယောက်80ကျော်တေဆုံးရာမှာစစ်မှုထမ်းတပ်သားတပ်တွေအများဆုံးပါဝင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဩဂတ်လ9ရက်နေ့နဲ့15ရက်နေ့တွေမှာကော့ဂရိတ်မြဝတီမြို့နယ်အာရှလမ်းပိုင်းကိုအင်အားအလုံးရင်းနဲ့စစ်ကြောင်းထုတ်လာတဲ့အကြမ်းမဲ့စစ်ခွေးတပ်ကိုဗျူဟာ31အပါအဝင် KNU, KNL, KNDO နဲ့ PDF ပူးပေါင်းတပ်များကဒရန်ကူးကျေးရွာအနီးမှာခုခံတိုက်ခိုက်ခဲ့ပြီးတော့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိပ်တွေ့တိုက်ပွဲနှစ်ချိန်အတွင်းမှာ စစ်ခွေးတွေဘက်ကအယောက်80ကျော်တိတ်ဆုံးလာထိခိုက်ဒဏ်ရာရရှိသူ60နီးပါးရှိခဲ့တယ်လို့သိရပါဗါတယ်တိုက်ပွဲများအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကအထိနာပြီးတော့တပ်လမ်းကအချင်းချင်းနောက်ပြန်ဆုတ်ပြီးထွက်ပြေးသွားတော့လေအင်အားများထပ်မံဖြည့်တင်းကပြန်လည်ထိုးစစ်ဆင်နေတဲ့အတွက်ကြောင့်တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားလျက်ရှိတယ်လို့သိရပါဗါတယ်တိတ်ဆုံးသွားတဲ့စစ်ခွေးအများစုကစစ်မှုထမ်းတပ်သားတွေပဲ လူငယ်လူရွယ်တွေပါပဲလက်နက်တွေကလည်းအစ်စ်တွေမြင်ရတာကတော့စစ်မှုထမ်းတပ်သားအစ်စ်တွေကြီးပဲရှေ့ဆုံးမှာတက်ခိုင်းနေတော့အကုန်သေးကုန်တော့တာပေါ့လူငယ်တွေကြီးပဲလက်နက်ခဲအနေနဲ့တော်တော်များများရထားတယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်ကရှင်းပြထားပါတယ်အကြမ်းမစစ်တပ်ဟာအာရှလမ်းမိုင်းကိုပြန်လည်ဆုံးမနိုင်ရတဲ့အတွက်ကော့ဂရိတ်မြို့နယ်ထဲမှာအင်အားထောင်နဲ့ချီပြီးတော့ဖြည့်တင်းနေတာ အောင်စီရစစ်ကြောင်းဟာလည်းတောတော်ရေတကုန်အနီးနားမှာသာရှိနေသေးတယ်လို့သိရပါဗါးအလားတူပဲမြရီမျိုးတွင်းမှာလည်းအကြမ်းဖက်စစ်ခွေးတပ်ကတပ်ရင်အားတွေဖြည့်တင်းနေကအာရှလမ်းမိုင်းကိုနှစ်ဖက်ညှက်ပြီးတော့စစ်ကြောင်းထိုးရန်ပြင်ဆင်နေပြီးတိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်တယ်လို့သိရပါဗါးဩဂတ်လ28ရက်နေ့ကလည်းစစ်တပ်ကစစ်အင်အား900ကျော်ကိုစစ်ကားအစီးရေ90ကျော်ပါဝင်တဲ့ရင်းနှန်းနဲ့အာရှလမ်းမဘက်ကိုအင်အားဖြည့်တင်းလာတယ်လို့သိရပါဗါးအဲ့ဒီစစ်ခွေးစစ်ကြောင်းမှာတပ်ပေါင်းစုပုံစံနဲ့ ဒရုန်းဘုံကျဲတဲ့တပ်ဖွဲ့ရန်ရာတပ်ဖွဲ့လက်နက်ကြီးမေဆိုင်တပ်ဖွဲ့နဲ့စစ်မှုရန်တပ်သားတွေများပါဝင်ပြီးတော့မြေပြင်ထိုးစစ်ကို အရှိန်ဟုန်မြင့်တင်လာခြင်းဖြစ်တယ်လို့ကရင်စီရေးသတင်းမြင့်များထံကသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မဂွေတာ6မြို့မှာစစ်ကောင်စီရဲ့6မြို့နယ်စီမံအဖွဲ့ဝင်ရဲ့ဇနီးဖြစ်သူကိုဩဂတ်စ်လ23ရက်နေ့ကဆိုင်ကယ်လိုင်းစင်လူလိုင်းစင်တွေဆစ်ပြီးတော့ဖမ်းဆီးခဲ့တဲ့ပြူစောတိခေါင်းဆောင်ကိုတရားစွဲပြီးတော့ဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။၆မြို့မှာဈေးမှာစစ်ကောင်စီအဖွဲ့ဝင်အမင်းထွန်းရဲ့ဇနီးဖြစ်သူဟာဈေးဝယ်ပြီးတော့အပြန်မှာဆိုင်ကယ်လိုင်စင်နဲ့လူလိုင်စင်တွေကိုပြူစောတိခေါင်းဆောင်နဲ့အဖွဲ့ကဆက်ဆေးပြီးတော့ဖမ်းဆီးခဲ့တယ်လို့သိရပြီးပြန်လည်ပေးခဲ့ပေမယ့် စစ်ကောင်စီအဖွဲ့ဝင် အေးမင်းထွန်းကသူ့ရဲ့မိမကိုဖမ်းတဲ့ပြူစောတီခေါင်းဆောင်ကိုပြန်လည်ပြီးတော့တရားစွဲဆိုလိုက်တယ်လို့သိရပါတယ်။ဆိုင်ကယ်ကလိုင်စင်ရှိတယ်။လူလိုင်စင်မရှိတာကိုဖမ်းတာရဲမေတွေဘာတွေမပါဘဲနဲ့သူတို့ကယောက်ျားတွေကြီးပဲလက်တွေဘာတွေဆွဲပြီးတော့ဖမ်းတာအဲ့ဒါကြောင့်သူ့ရဲ့ယောက်ျားကတရားပြန်ဆွဲတာအမှုသုံးမှုနဲ့ဆွဲထားတယ်လို့ပြောတယ်လို့ဒေသခံတအုပ်ကအတိအပြုပြောကြားထားပါတယ်။စစ်ကော်မတီရဲ့၆မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်အေးမင်းထွန်းရဲ့ဇနီးမနွေမာဝင်းကိုဖမ်းဆီးတဲ့နေ့ညနေပိုင်းမှာပဲ၆မြို့မှာရဲစခန်းကဒဏ်ငွေနဲ့ပြန်လွှတ်ပေးခဲ့တယ်လို့သိရပါ ီးတော့အဲ့ဒီနေ့နောက်တည့်ရက်ကျော်မှာဥအိမင်းထွန်းကဖမ်းဆီးခဲ့တဲ့သူကိုပြန်လည်တရားစွဲခဲ့တယ်လို့သိရပါတယ်။ရဲတပ်ဖွဲ့ကမြို့နယ်မှုနဲ့တပ်ကဗိုလ်ကြီးကလိုက်ညှိပေးသေးတယ်မရဘူးတရားစွဲအမှုဖွင့်ပေးဆိုပြီးတော့အမှုဖွင့်ခိုင်းပြီးအဲ့ဒီပြူစောတိခေါင်းဆောင်ကိုတန်းဖမ်းတော့တာပဲအဲ့ဒီပြူစောတိခေါင်းဆောင်ကတက်ကဘုံမူလက်အောက်ကနေပတ်စံရှာပေးနေတဲ့သူဆိုတော့ဘလို့ဖြစ်လာအောင်မလဲတော့မသိဘူးလို့နောက်ထပ်ဒေသခံတအုပ်ကအတီးပြုတ်ပြောကြားထားပါဗျ အဲ့ဒီနေ့တနေ့တည်းမှာတဲ့အမျိုးသား73ဦးနဲ့အမျိုးသမီး3ဦးအထိကိုပြူစောတိခေါင်းဆောင်ကဖမ်းဆီးခဲ့တယ်လို့သိရပြီးချက်ချင်းပြန်လွတ်မြောက်လာတာကတော့စစ်ကော်မတီမြို့နယ်စီမံရေးဇနီးတယောက်ပဲရှိတယ်လို့ဒေသခံတွေရဲ့ပြောဆိုချက်အရသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေတာမြိုင်မြို့နယ်နဲ့သခိုင်းတိုင်းပလဲမြို့နယ်မှာရှိတဲ့ PDF အထိုင်းစခန်းများဂိတ်စခန်းနဲ့ဈေးရကုန်းဈေးကိုအကြမ်းဖက်ဆက်တက်ကလေရင်ဆက်တက်လေထီးများနဲ့ကြပြိုင်နယ်ထဲဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့ဩဂတ်လ31ရက်နေ့မနက်7:15မိနစ်ခန့်မှာဒရဦးလေတပ်ကနေတက်လာတဲ့အချမ်းဘတ်စစ်ခွေးတပ်ရဲ့ Jet Fighter နှစ်စီးနဲ့မြန်မြွတ်နဲ့တပြေပင်ရွာရေးမာပင်ခရိုင်တိုင်ရင်ဆက်တဲ့အထိုင်စက်ခန်းကိုဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲဒီကနေ့မနက်7:19မိနစ်ခန့်မှာလည်းပလဲမြို့နယ်လက်ပံအေးရွာ PDF Gate King စက်ခန်းနဲ့ဈေးအကုန်းဈေးတို့ကိုလည်းအချမ်းဘတ်စစ်ခွေးတပ်ကစက်တပ်၄ထင်းနဲ့ဘုံသီး၄လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ အကြမ်းဖက်စစ်ခွေးတိုက်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်ပြည်သူတအုပ်ထိခဲ့ဒဏ်ရာရရှိခဲ့ပြီးတော့လေကြောင်းတိုက်ခိုက်မှုဆက်လက်ပြုလုပ်မှာကိုစိုးရိမ်တဲ့အတွက်ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်ပြည်သူတအုပ်ထိခဲ့ဒဏ်ရာရသွားတယ်လဲခွင်းနေတဲ့ကိုပဲကြတာဆိုတော့တခြားပြက်စီးမှုတော့မရှိပါဘူးကြိုတင်ပြီးတော့ရှောင်ရှားနိုင်ခဲ့ပါတယ်ပြည်သူတွေကတော့စစ်ခွေးတွေလေကြောင်းတိုက်ခိုက်တာတွေဆက်လက်ပြီးတော့လုံဆောင်လာမှာဆိုလို့ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေတာရင်းစီရေးသတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဖားကံမြို့နယ်မှာစစ်ခွေးတပ်ကလက်နက်ကြီးများနဲ့ပစ်ခတ်တဲ့အတွက်ကြောင့်ပြည်သူတအုပ်သေးဆုံးက9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂုတ်လ30ရက်နေ့ည9:00နာရီအချိန်မှာစစ်ခွေးတပ်ရဲ့ဖားကတ်တမဂုံးကနေလက်နက်ကြီးများနဲ့ညောင်မင်ကုန်းကြီးပါနဲ့မနကြီးရွာတွေဘက်ကိုပစ်ခတ်ခဲ့ရာ အသက်32နှစ်အရွယ်ကိုမျိုးစော်ခေါ်မဲကြီးလက်နက်ကြီးထိမှန်ပြီးတော့တိတ်ဆုံးခဲ့ပြီးအခြားပြည်သူ၃ဦးဟာလည်းဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။မနေ့ကည9နာရီလောက်မှာဖားကတ်တပ်မဂုံးကနေပြီးတော့လက်နက်ကြီးနဲ့ရန်တမ်းပစ်တာညောင်ပင်ဂုံးနဲ့ကွက်တဲ့ဘက်ကိုပေါ့အဲ့ဒီမှာလက်နက်ကြီးတွေကြားတယ်ကိုမျိုးစော်အသက်32နှစ်ပြည်သူတယောက်သေတယ်၃ယောက်ဒဏ်ရာရသွားတယ်လို့ကချင်းစစ်ရေးတရင်အေးမိကရှင်းပြထားပါဗျ။ဒါအပြင်မော်စီစာလုံခင်းဘက်မှာလည်း KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့အခြားမှာစစ်ခွေးတပ်တို့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးစစ်ခွေးတပ်ဘက်ကပြစ်ခတ်လိုက် က်တဲ့လက်နက်ကြီးကြီးဟာလုံခင်းမှရှိတယ်ထုံးတောက်စီးဆိုင်အနည်းကိုကြက်ရောက်ပောက်ခွဲခဲ့ပြီးတော့ပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗယ်မနေ့ကဖားကန့်ဝင်းကျင်ကိုစစ်ခွေးတက်ကလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်နေတာမနေ့တုန်းကတရက်ထဲနဲ့တင်ပြည်သူတွေထိခိုက်သေးဆုံးတာတယောက်ရှိတယ်ခုနှစ်ယောက်ဒဏ်ရာရသွားပါတယ်မနေ့ကတနေ့တည်းနဲ့တင်ဆိုင်းတော်ဘက်ကိုလည်းဒီကောင်တွေလက်နက်ကြီးတွေနဲ့ပစ်တာ drone နေနဲ့ပစ်တာနေတိုင်းနှိပါကိုလုံနေပါတယ်ဖားကန့်မှာစစ်ကောင်စီစစ်ကြောင်းရောက်လာတဲ့၃လကျော်အတွင်းမှာလူပေါင်း80ကျော်သူတို့ပစ်တဲ့လက်နက်ကြီးတွေထိပြီးတေးကုန်တယ် စစ်ကြောင်းကတပ်ဖြတ်တာပြည်သူအယောက်80ကျော်တေဆုံးသွားပါတယ်ထိခိုက်ဒဏ်ရာရတာကအယောက်250နီးပါးရှိနေပါပြီဖားကံမှာစစ်ခွေးတွေကပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်နေတာပါလို့ကချင်စစ်ရေးတရင်ရင်းမြစ်ကပြောဆိုထားပါတယ်ဒါအပြင်ဖားကံမြို့မှာအခုရပိုင်းများအတွင်းအကြမ်းဖက်စစ်ခွေးတပ်ကစစ်စဲရေးတွေတင်းကျပ်ကလူငယ်များကိုဖမ်းဆီးမှုများဇက်တိုက်လှုပ်ဆောင်နေကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံမှာမြန်မာနိုင်ငံသားများရဲ့ကွန်ဒိုအခန်းဝယ်ယူမှုနှုန်းကအခုနှစ်ပထမ6လအတွင်းမှာ136ရာခိုင်နှုန်းအထိထိုးတက်သွားပြီးတော့ထိုင်းဘတ်ငွေ1.3ဘီလီယံတန်ဖိုးရှိတဲ့ကွန်ဒိုအခန်းပေါင်း933ခန်းကိုဝယ်ယူထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အခု2025ခုနှစ်ပထမ6လအတွင်းထိုင်းနိုင်ငံရဲ့ကွန်ဒိုအခန်းပေါင်း8168ခန်းတန်ဖိုးအပြင်ထိုင်းဘတ်ငွေ28.1ဘီလီယံဘူးရောင်းချခဲ့ရပြီးတော့တရုတ်နိုင်ငံကပထမဝယ်ယူသူနေရာမှာ၎င်းမြန်မာနိုင်ငံကဒုတိယဝယ်ယူသူနေရာမှာဆက်လက်ပြီးတော့တည်ရှိနေတယ်လို့သိရပါတယ်မြန်မာနိုင်ငံသားများရဲ့ထိုင်းနိုင်ငံအတွင်းကွန်ဒိုဝယ်ယူမှုဟာ119ရာဂိုင်းနှုန်းအထိကိုထိုးတက်သွားတယ်လို့သိရပါတယ်မြန်မာနိုင်ငံသားများကပထမ6လပတ်အတွင်း ထိုင်းနိုင်ငံမှာကွန်ဒိုအခန်းပေါင်း933ခန်းတန်ဖိုးအပြင်ထိုင်းဘတ်ငွေတက်တက်သမ3.4ဘီလီယံနဲ့ဒုတိယဝယ်ယူတဲ့နိုင်ငံဆိုင်ရာမှာပါဝင်နေတယ်လို့သိရပါဗျ။အဲ့ဒီပမာဏကယခင်နှစ်ထက် 30ဒသမ900ခိုင်နှုန်းတိုးတက်လာခြင်းဖြစ်တယ်လို့သိရပါတယ်။တရုတ်နိုင်ငံသားများရဲ့ကွန်ဒိုဝယ်ယူမှုဟာရော့ကျသွားခဲ့ပြီးတော့2025ခုနှစ်ပထမ6လမှာကွန်ဒိုအခန်းပေါင်း866ခန်းတန်ဖိုးအဖြစ်ထိုင်းဘန်ငွေ6ဒသမ11ဘီလီယံဒါဝယ်ယူတော့တယ်လို့သိရပါတယ်။တရုတ်နိုင်ငံသားများရဲ့ထိုင်းနိုင်ငံအတွင်းကွန်ဒိုဝယ်ယူမှုဟာ 28ဓာတ်တော်မှ8ရာခိုင်နှုန်းကျဆင်းသွားပြီးတော့တရုတ်နိုင်ငံရဲ့ပြည်တွင်းစီးပွားရေးနှေးကွေးမှုကတက်ရောက်မှုရှိလာခြင်းဖြစ်တယ်လို့သိရပါဗျ။ထိုင်းနိုင်ငံမှာအခုနှစ်ပထမ6လရဲ့ကွန်ဒိုဝယ်ယူမှုအများဆုံး10နိုင်ငံထဲမှာ နံပါတ်1အဖြစ်နဲ့တရုတ်နိုင်ငံကကွန်ဒိုအခန်းပေါင်း196ခန်းနံပါတ်2အဖြစ်နဲ့မြန်မာနိုင်ငံကကွန်ဒိုအခန်းပေါင်း933ခန်းရုရှားကကွန်ဒိုအခန်းပေါင်း282ခန်းထိုင်ဝမ်က181ခန်းပြင်သစ်ကကွန်ဒို190ခန်းအမေရိကန်က124ခန်းဗြိတိန်က108ခန်းဂျာမနီက108ခန်းအိန္ဒိယက66ခန်းနဲ့ဂျပန်က38ခန်းတို့ဝယ်ယူထားပြီးဖြစ်ကြောင်းသိရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်ဆက်နေစိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ